ားလုံးပဲမင်္ဂလာပါ UK Match TV Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အောင်းလည်းမင်္ဂလာပါ Real Madrid အသင်းကဒါအခုလက်ရှိမှာ Premier League Club အသင်းထိပ်သီးနှစ်သင်းရဲ့ကစားမနှစ်ယောက်ကိုအလုတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့သူတို့ဘက်ကစတင်ပြီးတော့လှုပ်ဆောင်နေပြီဖြစ်တယ်ဆိုတော့ Madrid အသင်းကဒါ2029မှာ William Saliba ကို လိုချင်တယ် Saliba ကိုလိုချင်တယ်ဒါပေမဲ့အခု26မှာပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရဖို့ဆိုရင် သူတို့ target ကိုစပြီးတော့ဆက်သွယ်ပြီဆိုဒီနေ့ရာသီအတွင်းမှာရဲမတွေ့ကဒါသူတို့နောက်ခံကစားမှာဖြစ်တဲ့ Trent Alexander Arnold ကိုသူတို့အလွတ်နဲ့ခေါ်တယ်မနိခာ Kylian Mbappe ကိုခေါ်တယ်သူတို့2021ခုနှစ်မှာ David Alaba ကို Bayern Munich ကနေအလွတ်နဲ့ခေါ်တယ်20နှစ်မှာ Antonio Rudiger ကိုအလွတ်နဲ့ခေါ်တယ်အိုက်ကနေမှာတစ်ဆင့် Mbappe ကိုထပ်ခေါ်တယ်အခုလက်ရှိမှာ Trent Alexander Arnold ရောက်ပြီးတော့အခု Madrid က နောက်ထပ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့စန်တဘက်နဲ့နောက်ခံလူတွေကိုလိုက်ပြီးဒါတော့မှသူတို့အဖွန်ဆိုဒေးဗစ်ကဘိုင်းမြူနီနဲ့စာချုပ်တတန်းတိုးလိုက်တဲ့အတွက်သူ့တောင်မှအလွတ်ရလို့နီးပါဖြစ်ပြီးတော့မှပြတ်သွားတယ်ဆိုတော့အခုရယ်မက်ဒရစ်အသင်းအလွတ်ပြောင်းရွှေ့ခြင်းရဖို့အတွက်သူတို့စပြီးတော့ဂျိုးပါးနဲ့ကစားမနှစ်ယောက်ရှိတယ်တယောက်ကအီဘရာဟီမာခနာဒေးပါဒါလီဗာပူးအသင်းရဲ့ပြင်သစ်နောက်ခံကစားမခနာဒေးရဲ့ကွန်ထရက်က2026မှာအကုန်ဆုံးမှာဖြစ်ပြီးတော့ ရီယမက်ထရီကအိုက်ကစားမကိုစပြီးတော့ဆက်သွေထားတယ်။ထရက်အလက်ဇနာအာလိုကိုချင်းကက်တဲ့ပုံစံအတိုင်းပဲအထူးသဖြင့်မက်ထရီမှာကအော်ရယ်လီယိုထူရှရမန်ဒီတို့နောက်အဒရာမန်ဒီတို့ပြင်သစ်ကစားမတွေရှိတဲ့အတွက်နောက်အမ်ပါပေးလည်းရှိတဲ့အတွက်ပြည်ထောင်စုမှာတွေရေစီယုံမှုနဲ့အတူဒါခီလီယန်အမ်ပါပေတို့ရေစီယုံမှုနဲ့အတူဒါအီဘရာဟီမာခနာဒီကိုသူတို့စပြီးချင်းကတ်တယ်ဒီနေရာမှာ မဒရစ်ကဘယ်လိုပြောမလဲဆိုတော့ဂျူပါလင်ကန်ကိုပဲကြည့်ဂျူပါလင်ကန်ကလေဝင်းရှင်ရောက်တိုင်းမှာဒါထရန့်အလက်ဇန်ဒါအာနိုကိုရယ်မဒရစ်နဲ့ပတ်သက်တဲ့အချက်တွေအမြဲပြောပြပြီးမဒရစ်ကိုပြောင်းဖို့အချိန်ချင်းစီယုံခဲ့တယ်ဆိုတော့အခုခနာတစ်ကိုလည်းဒီပုံစံအခုလီဗာပူးကခနာတစ်ကိုလည်းနည်းနည်းစိုးရင်ရတဲ့အချက်က2026မှာတက်တန်းကုန်မဲ့သူကထရန့်အလက်ဇန်ဒါအာနိုတုံးကပုံစံတိုင်းတက်တန်းတိုးဖို့ရေဟိုလိုလိုဒီလိုလိုနဲ့အချိန်ဆွဲနေတဲ့ပုံစံဒါကိုလီဗာပူးကနည်းနည်းလေးစိုးရင်လာတယ် အဲ့လိုမဟုတ်ဘူးဆိုရင်တို့ကဒီယာဒီမှာရောင်းကိုရောင်းမှာမရောင်းဘူးဆိုရင်နောက်ယာဒီက free ဖြစ်မှာဆိုတော့တကယ်တော့ Real Madrid ကဝီလျံဆလီဘာကိုလိုချင်တယ်ဒါပေမဲ့ဆလီဘာရဲ့ contract က29 29ဆိုတော့ဒီယာဒီမှာခွန်ရင်ဈေးကြီးမယ်နောက်ယာဒီမှာခွန်ရင်လည်းဈေးကြီးအောင်ပါဆိုတော့တို့29ထိစောင့်ရမယ်ဆိုတော့29ထိတို့မစောင့်ချင်ဘူးအာဆယ်ကလည်းတောင်းကြောက်တော့ဝီလျံဆလီဘာကိုအသေးအံတန်တန်တိုးဖို့လုပ်တယ်လီဗာပူးကလည်းခနာတေးကို ဒါတစ်ဖက်က trend ကိုဆုံးရှုံးတဲ့ပုံစံတိုင်းမဖြစ်အောင်သူတို့ဘက်ကစိုးရိမ်နေပြီမဲ့အခုကစားမကဟိုရောင်ရောင်ဒီရောင်ရောင်ဖြစ်နေတယ်အဲ့နေရာမှာဒါအခု marker မှာထပ်ပြီးပေါ်ပြချက်ရာဝေမတွေ့အသင်းက Arsenal အသင်းရဲ့လူငယ်ကစားမလေး Mike Lewis Scaly ကိုတတ်တမ်းမတူဘူးသူတို့ဘက်ကဆက်သွယ်ပြီးတော့နောက်နှစ်မှာသူတို့ အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခုံမဲဆိုတဲ့ပုံစံမျိုးနဲ့စီးယုံနေတယ် မိုင်းလူးဝစ်ကယ်လီကိုစေအောင်စရာဆိုရင်ဂျူပါနေကန်နဲ့ထရန့်အလက်ဇန်ဒါအာနိုပဲရှိတယ်။ဒီ session နဲ့တားလီကအခုလက်ရှိမှာအာဆင်နဲ့2026တိပဲရှိတာ။ professional စာချုပ်တည်တတ်မရှိသေးဘူး။2000ဒီ session နဲ့အာဆင်ရဲ့လူငယ်ကနေအခုဒီအသင်းကြီးကိုရောက်လာသူဖြစ်ပြီးတော့ club ဘက်ကသူ့ကို2030ခုနှစ်တိတက်တန်းတိုးဖို့လုပ်နေတယ်။ဒါမဲ့အခုဂျူပါလင်ကန်တို့ထရန့်အလက်ဇန်ဒါအာနိုတို့ကိုချင်းကတ်တဲ့ပုံစံတိုင်းပဲအခုဒါအခုမိုင်းလူးဝစ်ကယ်လီကိုပါတက်တန်းမတူပိုင်းပဲ အာဆင်ကနေထွက်ပြီးသူတို့ဘက်ကရဖို့ပေါ့လေဆိုတော့မဒွိကအမှန်တိုင်းပြောရင်တော့အခုလောလောဆယ်မှာအလုတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်မဲ့ quality ခုကျွန်တော်တို့ဘာစီလိုနာတို့တစ်ဖက်က Juventus ဆိုအရင်တုန်းကအသင်းတွေဟာအလုတ်ခေါ်တယ်ဆိုတာကအဲ့ကစားသမားတွေရဲ့အမြင့်ဆုံးအချိန်တွေမှာမဟုတ်ဘူး။ဗျာကောင်းတဲ့ကောင်းနေနည်းနည်းကျသွားတဲ့အချိန်တွေမှာခေါ်တာများတယ်။ဟို highest level မဟုတ်ဘူး။အခုကရွေးမတွေ့ကကောင်းပေညွန်ပေဆိုတဲ့ကစားသမားတွေကိုသူတို့ရဲ့ highest level မှာခေါ်တာ။ကျတဲ့အချိန်မခေါ်ဘူးဗျာ။ဆိုတော့အခုလက်ရှိမှာ မိုင်းလူးဗစ်စကယ်လီကိုအာဆင်နယ်သင်းရှိကနေသူတို့ဆက်သွယ်ထားပြီးတော့အလွတ်နဲ့ခေါ်ဖို့သူတို့ချင်းကပ်နေတယ်နောက်ရာသီမှာဆိုတော့ပြောချင်တာကအာဆင်နယ်တတ်တမ်းမတိုးနဲ့နောက်ရာသီမှာမင်းငါတို့ရဲ့လက်ဖက်ဖြစ်မယ်တခါခနာတေးကိုလည်းဒီပုံစံပဲဖြစ်တယ်ဒါတော့မှဝီလျံဆလီပါကိုသူတို့နောက်ရာသီအတွက်တာဂက်ထားတာတိတယ်ဆိုတော့မတွေ့ရဲ့ရန်ကပြောင်းလို့အာဆင်နယ်ကလည်းတတ်တမ်းတိုးဖို့လုပ်သလိုလီဗာပူးကလည်းခနာတေးကိုတတ်တမ်းတိုးဖို့လုပ်ပြီးရီယယ်မတွေ့ကအိုက်ဇာမာနယောက်ကိုချင်းကပ်ပြီးတော့ဆက်သွယ်ထားကြောင်းမာကာက ဟောပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်